င်္ဂလာပါရှင်။ဆီယမကြီးမဝင်းမြင့်ဤသားထားတဲ့ရေပြအိမ်မဇလန်းများဆိုရဲစာအုံးမရေပြအိမ်မမှောက်အောင်အယုံဆိုတဲ့အပိုင်းကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်။ရေပြအိမ်မမှောက်အောင်အယုံ င်နာဝဲကောင်းလာသောရွာကျောင်းဆရာမလေးမတ်သူစာ၏အကြောင်းကို တွေ့မိနေသောမခင်ရွှေသည်မတ်သူစာအကြောင်းရေးထားသောစာရွက်များကို အစီအစဉ်ကြအောင်တေချာစွာတွေ့ထားလိုက်ပြီးအဖွားကြီးပြောပြမိထူဆန်းအံ့ဩဝဲကောင်းသောမော်အောင်နေသည့်တစ်သားရုပ်ကလေးအကြောင်းကိုဆက်လက်ရေးသားရန်အတွက်ပြင်ဆင်လိုက်ရပြန်သည်အဖွားကြီးကသူပြောပြသည့်များကို ရေးသားပြီးဆုံးသောအခါသူ့ကိုပြန်ဖတ်ပြရမည်ဆိုသောကြောင့်မခင်ရွှေကအေးအေးဆေးဆေး စိတ်တိုင်းကြပြင်ဆင်ရေးသားလိုက်သည်။မွေနိုင်သူ အပါတာပေါ်ပျောက်ကွဲသွားရာကိုမြင့်လေးအထက်ရှိဇေဒီအိုသည်မြည်သူမျှတတိမထားမီပဲအမှုမဲ့အမမဲ့နေကြရာမှတနာကျင်နာဝဲကောင်းသောမိမပြိုနှင့်ယောက်ျားပြိုကိုမရွှေအင်တွေ့လာသည်မှစပြီးဇေဒီအိုကို စေဝင်စားကရွာဦးကျောင်းဖုံတော်ကြီးကကြက်မက်ပြီးပြင်ဆင်လာခဲ့သည်။မြက်ပင်ပေါင်းပင်တွင်ထူထပ်စွာဖုံအုပ်နေသောခြုံတွေကိုခုတ်ထွင်း ပြိုကျနေသောအုပ်တွေကိုဖယ်ရှင်းဖြင့်တက်ညီလက်ညီလောက်ကိုင်းနေသောရွာသူရွာသားတွေအနက်ဦးစေရဆိုသော အသက်40ကျော်အရွယ်ရွာသားကြီးတစ်ယောက်သည်ထူထပ်သောစူးကြုံကြီးတစ်ခုကို အာချိုးမှန်တက်ရှင်းလင်းနေသည်ထိုစူးကြုံကြီးကိုမြည်သူမျှရှင်းလင်းလိုသောစိတ်မရှိကြချေတောသူတောင်သားအဖို့တော်ယုံဖြင့်စူးကိုဂယုမဆိုင်ကြတော့လေမကြီးပေါ့စူးမျိုး အလိုလေးစူးမျိုးကိုမူဂယုဆိုင်ကြသည်မကြီးပေါ့စူးက တချောင်းကြီးတွေလိုခြုံထက်ခါအသားတဲကိုနင်းမြုပ်ဝင်ပြီးကြိုးချမ်းရစ်တက်သည် အလိုလေးစုကသိငဲ့နှုတ်သီးလိုကောက်နေသောကြောင့်အသားကိုယိုယိုမစုဘဲချိန်ဆွဲသလိုစူရက်သည်ယခုဦးစေးရရှိနေသောခြုံသည်မကြီးပေါ့စူပင်တွေရော အလိုလေးစူပင်တွေရောထူထပ်စွာဖုံးအုပ်နေသောကြောင့်မြည်သူမြရှင်းလိုသောစိတ်မရှိကြခြင်းရှင်သူတွေကထူချုံနေရာကိုရှောင်ကွင်းပြီးရှင်းကြသည်ခြုံရှိသောနေရာသည် လဲပြိုကျနေသော ZDO ၏ဖနက်တော်နေရာဖြစ်သည့်အပြင် ZD တော်၏အနီးဆုံးနေရာဖြစ်သည့်ဖယားဖူးလိုသူအဖို့ထိုချုံရှိနေသည့်အတွေ့ဘာအနောက်ရှက်မှမရှိဘဲလွတ်ကင်းနေစေကမူဥစေယ၏မျက်စိထဲမှာကကြည်ရသည်မှမရှင်းမလင်းဖြစ်နေသည် မင်းတို့ဘသူမှမရှင်းချင်းငါရှင်းမယ်ကွာဥစေယကကြွေးကြော်လိုက်သည်ရှင်းမှာမင်းလိုစူးမကြောက်တဲ့သူရဲကောင်းမျိုးအတွက်ဖြစ်နေတဲ့ခြုံမဲ့ မင်းအသားတွေကတန်မဏိတွေဆိုတော့ဒီလောက်စူမျိုးဘယ်တို့ရဲမလဲကြိုးစားရှင်ဟိစူဒီလောက်ထူးနေတဲ့ခြုံထဲမှာရွှေအိုးမရှိပါဘူးလို့ဘယ်သူကပြောနိုင်မှာလဲတော်တော်ကြာဇေယျတို့ရွှေအိုးကြီးတွေ့ချင်းတွေ့နေမှာတတူရွယ်သူတငယ်ချင်းရောင်ရင်များကတရွာတဲသာပြောမနာဆိုမနာတွေပြီးပြီးတဟာဟာရေမောရင်ပြောဆိုနေကြသည်ကိုဥစေယျကလည်းစိတ်မဆိုးပဲအေးပေါကွာဒီစူးကြုံကြီးကိုငါရှင်းလို့ရွှေအိုးကြီးတွေ့ရွှေတွေကိုဒီလိုစူးကြုံကြီးမျိုးတွေကိုပဲပြန်ကြည့်ထည့်ပလိုက်မယ် မင်းတို့ရွှေမတ်တဲ့ဇောနဲ့ရှင်းကြမှာစူးကြုံတွေကရှင်းမှာ။ဟုတ်၊စကနိုင်းလူပြီးပြန်ပြောလိုက်သည်။ထို့နောက်တနေ့တလန်ပကံဘယ်ပြေးမလဲဟူသော ထုံကိုနှလုံးမူထားကထူထပ်လာစွာသောစူးတွေကိုစိတ်ရှည်လက်ရှည်ရှင်းနေသောဦးစေးရကိုအာပေစကားပြောကြ၊နောက်ကျပြောင်းကြရင်ဖြင့်သူတို့တာဝန်ယူထားသည့်ဘက်ကတဖြည်းဖြည်းရှင်းသွားသည်။ဦးစေးရရှင်းနေသည့်စူးကြုံကြီးကတဝက်ပင်မကြသေးချေ။ဘလို့လဲဟဲ့လက်မြောက်ပြီလား။ အစကတည်းကဒီတိုင်းထားလိုက်ရင်ပြီးရောဘသူမှမလုပ်တာကိုတော့လုပ်ပြီးတော့အခုတော့မနိုင်မနေဖြစ်နေပြီဟုတ်လားဟူ၍လကမင်းမနိုင်တော့ရင်ပြောတို့လာကူမဲလက်ဖက်ရည်ချမ်းနဲ့ပဲလော်နဲ့တိုက်မလားဟူ၍လကောင်းပြောကြဆိုကြတော့အခါဥစေယာကတရွာထဲနေတရည်ထဲတောက်တွေဖြစ်၍စိတ်မဆိုးတော့လဲစိတ်ထဲကမခံခြင်းပဲဖြစ်သွားသည်အမမင်းတို့ကူစရာမလိုပါဘူးကွာအစကတည်းကငါနိုင်လို့ငါကင်ခဲ့တာပဲကြည်ကြပါကွာ ငါတယောက်ထင်းနဲ့တန်တန်ရှင်းရှင်းဖြစ်အောင်လှုပ်ပြပါမယ်ဟုပြန်ပြောလိုက်သည်တဖြည်းဖြည်းနှင့်အချိန်ကကုန်သွားသည်ညနေအချိန်ရောက်လာသည်ဝင်းလူဆဲဆဲနေမင်းကြီးသည်ဝိုင်းဆက်နေရသောအသွင်ဖြင့်အနောက်မိုးကုတ်ဆော်ဝိုင်းစီသို့တရွေ၍နေဆင်းနေသည်ကောင်းကင်တစ်ပြင်လုံးသည်ရွှေရောင်ဖုံးနေသလိုဝါလင်းနေမောင်းသောတိမ်ရောင်တွေ တောက်ပနေသည်မှာရှုမကြီးအောင်တင်တယ်လာပေသည်ကိုတော်ဝင်ယူထားသည့်နေရာတွင်ရှင်လင်းပြီးဖြစ်၍အတီးတီးပြန်ကြရန်ပြင်ဆင်နေချိန်မှာ ဥစေရလည်းခြေတလုံးလုံးဖြင့်သူစူဂျုံကြီးကို ရှင်လင်းစေဖြစ်သည် ပြန်ကြဆိုဟေးဇေယျ၏နက်ပြတ်မှာဆက်ရှင်ပါကွာနက်ပြတ်တော့တို့ကူပါမယ်မင်းလက်ဖက်ချောက်ဖို့ပဲလို့ဘုံမကုံစီရပါဘူးပြန်ကြတော့မိလူစုကပြောတော့အခါဥစေရကစူဂျုံခုန်နေသောဓာတ်ကိုမချပဲပြန်ပြောလိုက်၏မင်းတို့ပြန်ချင်းပြန်ကြလေနေရောင်တင်ရောင်ရှိပါသေးတယ်ကွာဟောဒီငါခုတ်ဖြတ်ပြီးသားစူပင်ငုတ်ကြီးတငုတ်ကိုပောက်တူးနဲ့ကလော်ထုတ်လိုက်အောင်မယ် ကျန်နာရီနဲ့ပြန်ကြမှာမင်းတို့ကုချင်းကိုမကုချင်းနေငါကတော့မပြီးမချင်းစိတ်ရှိရှိထားပြီးရှင်းပါပဲဦးစရာစကားကြောင့်ရွာသူရွာသားတွေကရေရင်မော်ရင်ဖြင့်သူတို့ပေါက်တူတွေဓာတ်တွေကိုတင်ကပြန်ကြကုန်လေသည်ဦးစရာကသူစကားအတိုင်းကြီးမာတုတ်ခိုင်းသောစူးပေငုတ်ကြီးကိုပေါက်တူဖြင့်ပေါက်လိုက်တန်တရင်ဖြင့်ကလော်လိုက်ဖြင့်ကြိုးစားပန်းစားနှုံနေသည်နှစ်ပရိစေတာမြင်းမြကြာညောင်းသော အချိန်ကပေါက်ပွားရှင်သန်နေခဲ့သောစူးပေကြီးမန်းမသည့် ပင်စည်းကတုန်နေသည်နှင့်အမျှအမြင့်ဒူးတွေကလည်းကြီးမားလွန်လာသည်စေတနာကလည်းပါ မခံကျင်သောစိတ်ကလည်းရှိနေသောဥစေရသည် နေရောင်တင်ရောင်မပြောင်းမီမှအမြင့်အုံကိုပြီအောင်ကလောထုံနေသည်အာမန်စိတ်ဖြင့်ကြိုးစားသောကြောင့်ထင်သည် အမြင့်အုံကြီးက တဖြည်းဖြည်းနှင့်မြေပေါ်ရောက်လာသည်အမြင့်အုံကြီးကိုဆွဲနှုတ်လိုက်သောအခါကြီးမားသော အမြင့်အုံကြီးနေရသည် တွင်းနှင့်နဲ့လိုင်ကောင်းတစ်ဖွဲဖြစ်သွားသည်အတော်ရှိတဲ့အမြင့်ပဲဦးစီယာကပြောရင် နောက်တနေ့တူရအောင်မြည်အမြင့်အောင်နေရာများသည့်အီများလောက်ပင်နဲ့လေမြည်လာဟုသော အမတ်မတင်အတွေ့ဖြင့်လက်ထဲတွင်ရှိနေသောတန်တရင်ကို တွင်နေထိုးချကြည့်လိုက်သည် ထိုအခါတန်တရင်သည် တွင်ထဲမှတစုံတစ်ခုမာကျော်သောအရာဖြင့်ထိနေသည်ကိုသိရသည် ထိုအရာသည် ကြီးမားပုံတော့မရချေတန်တရင် ထိတ်ဖြင့်ထိသည့်အခါတည်ငြိမ်မနေပဲလိန်ထွက်သွားသည်ချော်ထွက်သွားသည်တန်လုံးလိုလိုအုတ်ခဲလုံးလိုလိုအရာဖြစ်ကြောင်းခံမှန်းမိသည် ဦးစေးရကတန်တရင်ကိုပြတ်နှုတ်ယူလိုက်ပြီးလက်ဖြင့်ကုံနိုင်လိုက်သည်လက်ဖြင့်မီတော့မီသည်စုပ်ကန်ယူနိုင်လောက်အောင်မမီပဲလက်ဖျားဖြင့်ထီယုံသာထီသည်ထိုအရာသည်ဘဲဥပုံတရန်တဖွဲလုံးတလူရှည်မျောတလူလိုတရန်မျိုးဖြစ်ကြောင်းသိရသည်လေးလံခြင်းကမရှိချေသူလက်ဖျားဖြင့်ထီသည့်အခါလှုပ်ရှားသွားခြင်းလိမ့်သွားခြင်းကိုထောက်၍တသားလုံးတလုံးဖြစ်မည်ဟုတွေးသည်ဦးစေးရကထိုအရာဝတ္ထုကိုသိလိုသောစိတ်ပြင်ပြလာသည် ထိုကြောင့်ပေါတူးကိုတွင်နေချပြီးပေါတူးဖြင့်ကော်ယူလိုက်သည်နေဝင်သွားပြီဖြစ်တော့လေလင်းထိတ်နေသေးသောတင်ယောင်ဖြင့်တွင်ထဲမှကောက်ယူလိုက်သောအရာဝတ္ထုသည်ဘဲဥပုံတရံတက်သားလုံးတစ်လုံးဖြစ်ကြောင်းတွေ့ရသည်တက်မြစ်တွေအောက်မှဒီတက်သားလုံးကကြဉံစီစီရောက်နေပါကလားဗာများပါလိမ့်ဟိုအကောင်တွေပြောသလိုရွှေဥတော်မတွေ့ဘူးတက်သားလုံးပဲတွေ့နေပြီဦးဇေယကတကိုယ်တည်းပြုံပြုံရရပြောရင်းတီလိုသောစိတ်ဖြင့်တက်သားလုံးကိုတီချစွာကြည်လိုက်သည် တစ်သားကကျွန်းတစ်သားဖြစ်ပြီးဆွေးမြေ့ခြင်းမှကာကွယ်သည့်စေရည်တမျိုးဖြင့်စိန်ထားဟန်တူသည်ပယုံနဲ့လိုလိုတစ်ကြဘူနဲ့လိုလိုအနံတမျိုးထွက်နေသည်တခုခုတော့တခုခုပဲဦးဇေယကပြောပြီးတိလိုသောစိတ်ဖြင့်တစ်သားလုံးကိုလက်ပေါ်တင်ကဓာဖြင့်အသာလေးဆက်ပြီးခွဲလိုက်သည်တအားခုခွဲလင်အထဲမှပါရှိသည်မသိကွဲချီပျက်စီးသွားမည့်ပျက်စီးမျိုးဖြစ်နေမှကိုလည်းဆိုသည် ထို့ကြောင့်အသာအရာဓာဖြင့်ဆက်လိုက်ခြင်းဖြစ်သည် တက်သားအလုံးသည်လွယ်ကူစွာခွဲ၍ရအောင်အရာပေးစီမံလုပ်ကင်ထားရန်တူသည်ဒါဖြင့်တစ်ချိန်သာဆက်လိုက်ရသည် အဖူအထစ်အကွေအောက်မရှိဘဲညီညီညာညာပင်ထချံကွဲသွားသည် ကွဲသွားသောတက်သားလုံးထဲမှ ထွက်လာသောပစ္စည်းကိုမြင်လိုက်ရသောဦးစေးရသည် နားမလည်နိုင်အောင်ဖြစ်သွားသည်တက်သားလုံးကလက်သီးစုပ်မျှသာရှိသောကြောင့်တက်သားလုံးထဲမှထွက်ပေါ်လာသောပစ္စည်းသည်တလက်မကွဲအရွယ်မျှသာပမာဏရှိသောတက်သားအယုတ်ကလေးတစ်ယုတ်ဖြစ်သည် အယုတ်ကလေးကစောင်းညောက်ထိုင်နေရန်ဖြစ်သည်ရရဲနေသောမျက်နှာဖြင့်ဥကောင်းပေါ်မှရေပောင်းတို့တံတန်းမျိုးဆောင်းထားသည်ကိုခန္ဓာမှာမြည်သည့်အဝတ်မျိုးဟုမပြောနိုင်မတိနိုင်အောင်မီရရဲတောက်နေနေသောသေးမြင်သည့်ကြိုးကလေးများဖြင့်အဖျားဝင်စရာမရှိအောင်မီအထက်ထက်ရစ်ပတ်ချီနှောင်ထားသည်ကြိုးကိုဖြည့်ကြည့်ရန်အတွက်ဥစရာကစိတ်ကူပြီးကြိုးစားကိုရှာ၏မတွေ့ရခြင်း ချီသားဒီမှာလေတင်းကျပ်လွန်းသောကြောင့်ကျိုးအခွေတွေကအယုတ်ကလေးကိုဆွဲထုတ်ရန်ကမြည်သည့်နင်းနေများမဖြစ်နိုင်ချေကျိုးစပေါ်လိုပေါ်ညာဥစီယာကဒါဦးဖြင့်ထိုးခွာရင်ကျိုးအခွေနှစ်ခုအကြာကိုဒါဦးတဲလိုက်သည်တွင်အယုတ်ကလေးသည်ဥစီယာလက်ထဲမှချော်ပြီးမြေပေါ်လွတ်ကျသွားသည်ဥစီယာက ကောက်ယူပြီးဒါဦးဖြင့်တေးပြန်သည်လက်ထဲကချော်ပြီးလွတ်ကျသွားပြန်သည်ဤသို့ဖြင့်၃လေးချိန်မြဖြစ်နေသောအခါ တင်ယောင်ကအာနယ်လာပြီးအမောင်ရိတ်ကတန်းလာပြီးဖြစ်ရာဦးစေရကအယုတ်ကလေးမှာရစ်ပတ်ထားသောဂျိုးတွေကိုဖြည့်ရန်ကိစ္စလျှော်လိုက်၏မောင်းလာပြီးစန်တဝါဝါနဲ့လှုပ်လို့ချော်ပြီးထိုးမိဘာမှမသိရခင်ပြက်သွားအောင်မယ်နှက်ဖြက်မှနေရောင်ထဲမှာတည်တည်ချာချာကြည့်ပြီးကျူးဖြစ်ကြည့်မှဦးစေရကပြောပြီးအယုတ်ကလေးကိုအင်းကြီးအိတ်ထဲသို့ထည့်လိုက်သည် ထို့နောက်သူရှင်လျေကရိယာတစားပလာတွေကိုတင်စီထံပိုးပြီးအိမ်ပြန်လာခဲ့သည် ။ဦးဇေယအိမ်ပြန်ရောက်သောအခါမောင်နေလေပြီ။ဦးဇေယဇနီးသားသမီးများကထမင်းပွဲ အစဉ်အသင်းဖြင့်စောင့်နေကြသည်။တို့ဘာကြောင့်ဒီလောက်မူးချုံနေရတာလဲ။ဟူသောဇနီးသိပ်အမေကိုစူးကြုံကိုဇွဲကောင်းကောင်းနဲ့ရှင်းနေလို့ကွ။ဟူသောအဖေကသာဦးဇေယပေးမိသည်။ထူဆန်းသောအယုတ်ကလေးအကြောင်းကို လုံးဝသတိမရချေ။မမောဖြင့်အိပ်ပျော်နေသောဦးဇေယသည်ဟဲ့ဇေယထထဟူသောအတန်နှင့်အတူ တစုံတယောက်ကသူ့လက်မောင်းကိုကင်နိုးနေသောကြောင့်ဦးစေယားကနှစ်နှစ်ခြားခြားအိပ်ပျော်နေရမှနိုးလာသည်။မိသူကမိသည့်ကိစ္စဖြင့်နိုးလေသည်နည်းဟုဦးစေယားကမျက်လုံးဖွင့်ကြည့်လိုက်သည်။သူကောင်းရင်မှရက်နေသောလူတယောက်ကိုဦးစေယားမြင်ရသည်။ဦးစေယားသည်အိမ်နေရာမှကြပြကတိထားလိုက်၏။သူကောင်းရင်မှရက်နေသူသည်ယောက်ျားတယောက်ရှိတင်ရှိထိုက်သော ကိုခန္ဓာအယံမောင်းရှိပြီးတကူလုံးသည်ဟင်းတော်ပရာဆူထားပြီးသော တကူလုံးရဲရဲနေနေသည်။ အသားရောင်ကားသာနေနေသည်မဟုတ်ဝှထားသောအဝိတိကပါရဲရဲနေနေသည်သူရင်းအင်းကြီးလက်ရှိဝှထားပြီးပစိုးကိုအောက်ပိုင်းကြိုက်ထားသည်ဦးစရာကဘာမှမပြောမိပဲထူဆန်းသော လူနီကိုသာမျက်တောင်မခတ်စိုက်ကြည့်နေသည်ဇေယလွယ်အိတ်ကြီးကြီးတလုံးယူခဲ့လူနီကအမိန်ပေးသည့်အတိုင်းဦးစရာသည်မငင်းဆန်မဲလွယ်အိတ်ကြီးတလုံးကိုယူပြီး ပခုံးမှလွှဲလိုက်သည်လာငါနောက်လိုက်ခဲ့လူနီကပြောပြီးရှေ့မှထွက်သွားရာ နောက်သူဦးစေယာကလည်းမငင်းမဆန်လိုက်သွားသည်လူနေသည်လေခွင်းတွေတော်တန်းတွေကိုဖျက်ပြီးဦးစေယာကိုခေါ်သွားသည်သူတို့သွားနေသောလမ်းကိုဦးစေယာကောင်းကောင်းသိသည် ထိုလမ်းသည်သူတို့နေသည့်ရွာနှင့်နှမိုင်ကြော်ကြော်ဝေးသည့်ရွာနာနေချင်းရွာတရားဖြစ်သည်ရွာထဲကိုရောက်ကြသောအခါလူနေသည် အင်ကြီးတအင်ရှိမှရက်လိုက်သည် ထိုအင်ကြီးကိုလည်းဦးစေယာတည်တည်ချာချာသိသည်လေပိုင်ရှင်မြေပိုင်ရှင်တစ်ထီဥတုတော်အင်ဖြစ်သည် တထေးအိမ်ပြီးပြီးသုံးမှတ်လုံးတန်တိုင်းတွေခိုင်ခန်းစွာစိုက်ထားသော တကားတွေက တော်ယုံတန်ယုံလူစုတွေကြံ့၍မရနိုင်ချေတနက်ပါသောဓမြဖြစ်မသားလင်းရွာသူရွာသားအနာမကပ်ဝင့်အောင်တနက်ပစ်ပြီးပစိမ့်နေဖြက်ဝင်မှ ရာမီတကားကြီးတွေဖြစ်သည်သို့သောသူနှင့်လူနေတို့အင်ရှိရောက်လင်းမီတကားတွေပွင့်လျက်တွေ့နေရသောအင်ကြီးကိုဦးဇေယကနောက်မှလိုက်သွားသည်လူနေသည်ဦးဇေယကိုပွင့်နေသောတက်သားကြီးတစ်လုံးထဲမှရွှေတင်ကားတွေ ရွှေလက်ဝတ်တစားတွေကိုဥစေယားလွှဲထားသော လွှဲအိတ်ကြီးတဲသို့ကြုံထဲစေသည်။လူနေခိုင်းသည့်အတိုင်းဥစေယားကလည်းနာခံလုပ်ကိုင်းသည်။ထို့နောက်လူနေကဥစေယားကိုအိမ်သို့တန်တန်မတ်မတ်ပြန်ခေါ်လာခဲ့သည်။အိမ်ရောက်သောအခါဥစေယားကိုအိတ်ရတဲ့အထိလူနေကလိုက်ပို့သည်။ပစ္စည်းတွေတင်လိုက်။အိတ်တော့လူနေကပျော်ပြီးပျောက်သွားသည်။ဥစေယားသည် လူနေအမိန့်အတိုင်းနာခံလှုပ်ဆောင်ပြီးအိတ်ရပေါ်လဲချလိုက်သည်တွင် နှစ်ချိုက်စွာအိပ်ပျော်သွားလေသည် နောက်တနေ့တွင်ဦးစေရသည်ညကအဖြစ်ကိုအိမ်မက်များလေလားဟုတွေးကာအိယာမထားလင်းထားခြင်းညကပစ္စည်းတွေတိမ်ထားသောတစ်တာကိုဖွင့်ချေလိုက်သည်ညကသူယူလာခဲ့သောပစ္စည်းတွေကိုသူထားခဲ့သည့်အတိုင်းနေရာမပြေတွေ့နေရသောအခါတွင်ဦးစေရများစွာအံ့ဩသွားမိသည်ဘလို့လူနီမျိုးကခေါ်သွားပြီးဘလို့အဖြစ်မျိုးဖြစ်သည်ကိုဦးစေရလုံးဝစဉ်းစား၍မရခြင်း သူနှစ်ပြီးဖျားစီဒီအိုမှာရှင်းစရာကြံနေသေးသောစူးကျုံကိုတတိရလိုက်သောကြောင့်ယူစရာရှိသည့်ပစ္စည်းတွေကို ပြင်ဆင်ပြီးမနေ့ကဝစ်လက်စာအင်ကြီးကိုချိတ်ထားသောနံရံမှဖြုတ်လိုက်သည်အင်ကြီးဝစ်လိုက်သောအခါအင်ကြီးအိတ်ထဲမှာခုလူဖြစ်နေသည်ကိုတွေ့ရသောကြောင့်မြည်သည့်အရာလဲဟုနိုင်ကြည့်လိုက်သည်ထို့အခါမှတင့်မြစ်ကိုတူးပြစ်လိုက်သောတွင်ထဲမှရလာခဲ့သည့်အယုတ်ကလေးဖြစ်နေသည်ကိုတွေ့ရသည်ငါလို့ဆရာလို့ရှိသေးတယ် နင့်ကိုကြည့်နေအလုပ်ပြီးမှမဟုတ်ဘူးနောက်မှအေးဆေးဆေးကြည့်တော့မယ်ဦးစရာကပြောရင်အယုတ်ကလေးကိုသူ့အေးသည့်ပဲကြွေးလျှောက်တန်းပေါ်တင်ပြခဲ့သည်လွယ်အိတ်ထဲကပစ္စည်းတွေအတွက်မူဘာလို့ရမှန်းမသိသေးကြီးပြန်မပြီးပဲယူထားရန်ကိုမူဦးစရာလုံးဝဆန္ဒမရှိကြီးပြန်ပြီးရန်စဉ်းစားလိုက်တော့အခါသူ့ဖြစ်ပုံကိုမြည်သူမြယုံကြည်မည်မဟုတ်ဖဲခိုးယူထားပြီးမှမလုံတော့၍မနေဝင်တော့၍ပြန်ပေးသည်တို့ထင်နေသူ့စေတနာသည်ဝေဒနာဖြစ်သွားနိုင်သည် ဦးစေးရစင်စားရင်ဖြင့်ပင်ဇီဒီအိုရှိရာထွက်လာခဲ့သည်စူဂျုံများရှင်နေစင်မှာပင်ပစ္စည်းပြောက်သောဦးသူတော်တို့ရွာဘက်မှ လူသုံးယောက်ရှောက်လာကြသည်မြို့ကိုသွားတော်လန်းသည်ဦးသူတော်တို့ရွာထိပ်ဇီဒီအိုနားမှဖြတ်သွားရသည် ထိုလူသုံးယောက်အနေတယောက်သည်ဦးသူတော်ဖြစ်၏ဘယ်တော့မြို့ဦးသူတော် မျက်နှာမကောင်းမဲခေါင်းငယ်ဆိုင်ချထားသောဦးသူတော်ကိုစူဂျုံခုန်နေသောဦးစေးရကလှမ်းနှုတ်ဆက်လိုက်သည်ဦးသူတော်ကညာက သူ့အိမ်တစ်ခုခိုးသွားသောကြောင့်မြို့ကတဲကိုသွားတိုင်ပြီဖြစ်ကြောင်းပြောကအိမ်ရှင်မတော့ရှိသမျှပြောင်းအောင်ကုန်သွားတော့မျက်ရည်နဲ့မျက်ခွက်ဖြစ်နေပြီဗျာတက်တလုံးမဆားရဲမတော့ရဲစူဆောင်းထားတာလေးတွေပဲကိုစီယာရဲ့ဟိုစကားအစုံတက်ခါဆိုက်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 ဖြင့်ထွက်သွားသည်ဦးစီယာသည်ထွက်သွားသောဦးသူတော်ကိုလက်မျောကြည့်ကဘလို့လို့ရရင်ကောင်းပါမည်လေဟု တွေးနေရမှအကြံတစ်ခုကဦးကောင်းနဲ့လျှက်ပြတ်တလို့ဝင်လာသည်ထိုအခါမှာစိတ်ထဲမှာ ။အဘောပါပါဖြစ်သွားကစူးကြုံကိုတွတ်တွတ်ဖြင့်မြန်မြန်ရှင်းနေသည်။ဦးစီယာဘီတင်တွတ်တံမှမသိဘူး။အခုမှသိတယ်။မှန်လိုက်လေကွယ်။ဟိုဘက်ရွာကကိုသူတို့ပစ္စည်းတွေတခုခုခံရတာ။ဂတ်တိုင်လို့လည်းအကြောင်းမထူ။တခုလည်းမမိ။ပစ္စည်းလည်းပြန်မရဖြစ်နေတာ။ကိုစီယာဘီတင်ဟောလိုက်တာတန်းကနေပြန်ရတာပဲ။ဟုတ်လား။ဘယ်ရပြန်ရတာလဲ။သူကနတ်ဝိဇာပူပြီးပြောတာလေ။ရွာနေရွာကြားကနဘူးကြုံကြီးထဲမှာမြုပ်ထားတယ်။ တော်ဖို့ယူလိုက်လို့ပြောတာပဲ။နောက်ဝိစာကပြော့ပြီးချက်ချင်းထွက်သွားတယ်။တခုမဲပြောတဲ့အတိုင်းပစ္စည်းတွေဘယ်နေရာမှာရှိတယ်။ပစ္စည်းတွေပြန်ရရင်ခိုးသူကိုရံမပြူနေတော့လို့ပြောသွားတယ်။ပစ္စည်းပြန်ရတာဒါလိုရင်းမဟုတ်လား။ဦးသူတော်တို့ဝမ်းသာကြလွန်းလို့ဟဲ့။မတီသူတွေကဦးစေရာကိုနောက်ဝိစာပူနိုင်သည်သူတော်ကောင်းကြီးဟုအတိမတ်ပြုကြသည်။ဦးစေရာခံစားနေရသည့်စိတ်ဒုက္ခကိုကသူတို့မတီကြချေ။ဦးစေရာသည်တလမှ၄-၅ကလောက် လူနီကြီးကခေါ်သွားခြင်းကိုခံနေရသည်။တကောင်ကြောပြီးဆိုလီအချိန်မှန်ပေါ်လာတတ်သည်။ထို့နောက်ပြုမြင်အတိုင်းလွယ်အိတ်ကြီးကိုလွယ်ကလူနီကြီးနောက်ကလိုက်ရသည်။ဥစိယာနေထိုင်သည့်ရွာမှလူတွေဤပစ္စည်းကိုကလုံးဝမနှောက်ယှက်ပဲအခြားရွာမှပစ္စည်းကိုမူဗမာတရုတ်ကလာမြေသူကိုများမရှောင်မဲငွေကြေးချမ်းသာသောအိမ်တွေကို တကားမရှိ အစီအတာမရှိဝင်ရောက်ခါရွှေငွေများကိုလွယ်အိတ်အပြည့်တိမ်ကြုံထည့်ပြီးယူစေသည်။ လူနေကြီးလာခေါ်လေဥစေရမလိုက်ဖဲမနေနိုင်ချေသူစိတ်ကားပြီးလူနေကြီးခေါ်သွားသည့်အချိန်ကစပြီးအိမ်ပြန်ရောက်သည့်အချိန်အထိလူနေကြီးအမင်းကိုဥစေရကကြိုးနှံစွာနာခံနေရသည်နောက်တနေ့ရောက်သောအခါမှပစ္စည်းတွေကိုမြေသူတွေမှမသိအောင် တော်ရဲတနေရာမှာသွားမြုပ်ထားလိုက်ပြီးနဝိဇာပူဟန်ဆောင်၍ဥစာရှင်ကို ပြန်ပေးနေရသည်ဤအကြောင်းကို အခိုခံရသောဥစာရှင်ကစူးစင်းမြမယိမ်မိချေဥစေရကိုဂျေဇူးအတင်ကြီးတင်နေကြသည် ဤများလောက်တောင်းချမ်းနေသောတခုကိုရွာတိုင်းရွာတိုင်းကညာလုံးပေါင်းမအိပ်ပဲကင်းချဆောင်ကြသည်မိမိတို့ပစ္စည်းထားရာတਿੱတာအနာမှာတညာလုံးငုတ်တုတ်ထိုင်ဆောင်ကြသည်ဤများလောက်စောင့်ရှောက်နေသည့်အကြာမှမြည်သူမြတ်တခုကိုမမြင်ကြရမဖမ်းမိပဲပစ္စည်းတွေသာပါသွားခြင်းခံနေရသည်အခုခံနေရသောရွာတွေကလည်းဦးစီရကိုတန်တရာမဖြစ်ကြကြနဝိဇာပူခြင်းခံရရသော သူတော်ကောင်းဦးစီရရှိနေ၍သာသူတို့ပစ္စည်းတွေပြန်ရပေသည်ဟု ။ဦးဇေယျကိုဂျေဇူးတင်ကစာကောင်းတောက်ဖွဲများအဝိပဆူများဖြင့်လာရောက်ကတော်နေကြ၏။သူတို့တို့တွေကတော်သောပစ္စည်းကိုဦးဇေယျကလုံးဝမစားလိုပါ။အတင်းအကျပ်တောင်းမှန်ပြီးနေသောအခါဦးဇေယျ၏ဇနီးကအာနာသောကြောင့်လက်ခံယူနေရသည်။ထိုပစ္စည်းကိုလေသူတို့စာတောက်ရာမှတုံချင်းမရှိသလောက်ပင်ဝင်လာမစေတတဲတဲတင်းမေးသူတွေဦးစီယာကိုကြည်ညိုသောအဖြစ်လာကြသူတွေကိုအဲ့ခံကြွမွေခြင်းပြုကြသည် ။ဦးဇေယျသည်သူတွေ့ကြုံနေရပုံနှင့် ခံစားနေရသော စိတ်ဒုက္ခကိုဘာကြောင့်မှမသိမိသူကိုမျှပြောပြခြင်းသောဆန္ဒမရှိချေ။ရုပ်စွာအစုံသူသားသမီးများနှင့် သူစနီးကိုပင် ပြန်မပြောမိပဲနှုတ်လုံးကြီးလုံနေမိသည်။ပြောမည်ဟုကြံလိုက်ရင်ပြောလိုသောစိတ်ပျောက်သွားသောကြောင့်မျိုးသိပ်ထားလိုက်ရခြင်းဖြင့်ဦးဇေယျ၏တည်င်းကကြီးသည့်ထက်ကြီးလာသည်။တနေ့တွင်တော်တော်ဝေးသည့်ရွာတွေအားမနေသောဦးစရာ၏အမရင်တယောက်သည့ မောင်ဖြစ်သူတည်င်းကြီးလှသောကြောင့်ရောက်လာသည်ဟဲ့ဇေယရဲ့တခိုးခိုးတယ်ဆိုတာအင်ရှင်ရဲ့ပော့ယော်မှုအများကြီးပါတယ်နော်ငါကလည်းတော့အလိုက်ပါဝါတော်တော်ချမ်းသာတယ်ဆိုတာနင်အသိပဲငါပိုင်ရွှေတပိတ်သာကြောကြောရှိနေတာပဲကျွန်းတက်တာကြီးတဲကအံပုံးနဲ့တိတိချာချာထဲ့တော့ခတ်တက်တာကြီးပေါ်မှာငါအိတ်တယ်ဘသူကခိုးနိုင်မှာလဲငါကလည်းအင်မတန်အိတ်ဆက်တာငါပစ္စည်းခိုးခြင်းတက်တာပေါ်အိတ်နေတဲ့ငါကိုအောက်ချပြီးမှခိုးရမှာ ငါလိုဂယူးဆိုင်စောင့်နေဘသူကခိုးနိုင်မှာလဲအမဖြစ်သူ၏စကားကိုကြားတော်ဦးစေရသည်ခမည်းအိမ်ကို လူနီကြီးကမရောက်သေးလို့အမ၏ရောက်ရင်အလုံးကုန်ပြီသားမှန်းဟုအာရပါရအော်ပြောလိုက်ခြင်းသည်သို့သောစိတ်ထဲကသာဆန္ဒရှိနေသည်လက်တွေတွင်ကနှုံမစကားတလုံးမှထွက်ခြင်းသောစိတ်မရှိချေထို့ကြောင့်အမဖြစ်သူမျက်နာကိုသာနှုတ်ဆက်စွာကြည်နေလိုက်သည်အမဖြစ်သူပြန်သွားသည့်ညဝယ်နာခံဆောင်ရွက်ရသည့်ဝတ္တရားအတိုင်း ဦးစရာသည် လွယ်အကြီးလွယ်ကလူနီနောက်မှတဆိုင်ဆိုင်လိုက်လာခဲ့ရသည်ဤတကြိမ်သူတို့ရောက်လာသောအိမ်သည် သူ့မအိမ်ဖြစ်ကြောင်းဦးစရာကောင်းကောင်းသိသည်ယခင်ကားလိုပင် အစီအတာမရှိဘဲသူ့မရှိသည့်အိမ်ခန်းထဲသို့ရောက်လာသည်ဦးစရာ၏အမသည်တော်တော်ပင်ဝရိယကောင်းသည် လုံဝမအေးဖဲပစ္စည်းတွေထည့်ထားသည့်ကျွန်းတတကြီးပေါ်ဝေးစောင်းရောက်ထိုင်နေသည်ခြံအေးတော်ရသည်ဖြစ်သည့်အလျောက် လက်ရက်ခေါအဆောင်အထူကြီးကိုတကိုယ်လုံးတိုင်းချုံထားပြီးပြောင်မှုဖက်ဆေးလေးကြီးကိုမိရဲရဲထောက်တထောင်ထောင်ဖွာနေသည်လူနေကြီးသည်ဥစီယာအမကြီးကိုပွေပြီးတစ်တာအောက်သို့ချလိုက်သည်အဖွာကြီးသည်ဆေးလေးဖွာမပြတ်ဖဲစောင်းရောက်ထိုင်လျက်ပြီးတစ်တာဘေးမှရောက်သွားသည်ထို့နောက်ပြူနေကြအတိုင်းလူနေကြီးကတစ်တာကိုဖွင့်ပေးသည်ဥစီယာကရွှေတွေကိုလွတ်အိတ်ထဲကျုံထဲသည်ကိစ္စပြီးတော့အခါလူနေကြီးသည် အဖွာကြီးကို နေရာမပြတ်ပွေပြီး တစ်တာပေါ်ပြန်တင်လိုက်သည်အဖွားကြီးသည်စေလေးတောက်လျက်စောင်းညောင်းထိုင်လျက်ပင်တစ်တာပေါ်ရောက်သွားသည်ဦးစရာသည်အမကြီးဖြစ်ပုံကိုရဲချင်းလွန်းတော်လဲနှုတ်မှအတန်ထွက်မရပဲဖြစ်နေသည်နောက်တနေ့တွင်ကဦးစရာဤအမကြီးသည် မော်ကြီးပန်းကြီးနှင့်ဦးစရာထံရောက်လာသည်အောင်မလီဒီတခုဟာငတက်ပြားထက်စွမ်းနေဟဲ့ဟူသောစကားဖြင့်ဦးစရာကိုပစ္စည်းပြန်ရအောင် အကူကြီးတောင်းလေသည်ပြုမြဲဝတ္တရားအတိုင်းမီဦးစရာက နဝိဇာညွန်ပြဟန်ဖြင့်ပစ္စည်းတွေပြန်ရအောင်ညွန်လိုက်သည် လူနေကြီးဤဩစာနာကန်ဆောင်ရွက်နေရသည်ကိုဦးစီယာညင်ငွေလာချေပြီပစ္စည်းတွေကိုလူမသိအောင်တပင်တပန်းလျှို့ဝှက်ရသည့်အလုပ်ကိုလည်းဦးစီယာစိတ်ညစ်လာချေပြီသူများပစ္စည်းတွေကိုလည်းငါမယူချင်ပါဘူးတခုခုတော့ငါလုံမှာဖြစ်တော့မယ်ဒီလူနေကြီးဘယ်မှာနေလဲဆိုတာငါသိအောင်လုံမှာဖြစ်တော့မယ်ဦးစီယာကညင်ငွေစွာတွေးပြီးနောက်တစ်ချိန်လူနေကြီးနဲ့ဆောင်ရွက်ပွဲကိစ္စပြီးတော့အခါ ခင်အခါများကအိတ်တော်ဟု လူနေကြီးကခိုင်းနေဥစီယာကတစုံတရာမတွေ့ဘဲအိတ်လိုက်သည်ယခုတစ်ချိန်တွင်မူအိတ်တော်ဟုလူနေကြီးကပြောလင်ဥစီယာသည်ဟန်မပြက်အိယာပေါ်လှဲလိုက်သည်ယခင်လဲလိုက်သည်နှင့်မျက်လုံးမှိတ်လိုက်၏ယခုတစ်ချိန်တွင်မူစိတ်ကိုကြိုးစားတင်ထားပြီးမျက်လုံးကို ခမင်းမေးထားကလူနေကြီးသွားရကိုကြည်လိုက်သည် လူနေကြီးသည်ဝဝိလန်လန်နေရာကိုမသွားချေစူဂျုံရှင်စင်က သူရလာခဲ့ပြီး မိမိရော်ရော်ဖြင့်ထားခဲ့သော ကြိုးချီထားသည့်အယုတ်ကလေးရှိရာ သူအိတ်သည့်ဘေးထရန်မှကြွက်လျှောက်ပေါ်သို့ခုံတက်သွားသလိုလိုမသိမကွဲမြင်လိုက်ပြီးပျောက်သွားသည်ထိုအခါမှာဥစေရစဉ်းစားမိလေပြီလက်ဆာတတော်သင်းကိုဥစေရများစွာစိတ်လက်ပေါ်ပါသွားကနှစ်နှစ်ချိုက်ချိုက်ပင်အိတ်လိုက်လေသည်နောက်တနေ့တွင်အိမ်ရှိမကြီးပင်အောင်မှာမိတပုံကိုဖိုးကတစုံတစ်ခုသောအရာကို ပြာကျသွားအောင်အထူးဂရုစိုက်မိရှုနေသောဦးစေရကို အိမ်နီးနာချင်းများတွေ့ကြရသည်ဘလို့လဲဖွားဖွားဦးစရာဆိုတာကအယုတ်ကလေးကိုမီးရှို့ပစ်လိုက်တာလားအဖွားကြီးကဤမြအထီသားပြောပြ၍ဤမြအထီသားရေးသားပြီးတော့မခင်ရွှေကသူရေးထားသည့်မြောက်ကိုဖတ်ပြပြီးဆုံသောအခါအဖွားကြီးကိုမေးလိုက်သည်အေးပေါ်ဆရာမလေးရဲ့ဒီအယုတ်ကတခုမှမအောင်ပြီးသားအယုတ်လို့နားလေတဲ့သူတွေကပြောကြတယ်အယုတ်ကိုမီးနဲ့ရှို့လို့ကြွန့်သွားပြကြသွားမှဦးစရာလေဒီအကြောင်းကို လူတွေတိအောင် ဖွင့်ဟပြောခြင်းစိတ်ရှိတဲ့အတိုင်းဖွင့်ပြောနိုင်တော့တယ်တဲ့ကွယ်အဒီအချိန်ကဆိုရင် အဖွားတို့တက်ကဆယ်နှစ်ကျော်ကျော်လောက်ပဲရှိသေးတာပဲဦးစရာဆိုတဲ့အဖိုးကြီးဟာသူတော်ကောင်းကြီးဖြစ်လို့သားပေါ့နော်ဘွားဘွားဒါကြောင့်သာပစ္စည်းတွေကိုပြန်ပေးတာပေါ့မခင်ရွှေကပြောရင်ယခုခေတ်လူတွေဤစိတ်သဘောထားနဲ့နိုင်ရှင်စဉ်းစားနေမိသည်ဟုတ်တယ်ဇာမလေးရှေးခေတ်လူတွေဟာတစ္ဆာလည်းရှိတယ်တမာတိလည်းရှိတယ်သူတော်ကောင်းတရားလည်းပြည့်စုံနေတယ် ဒါကြောင့်သာပစ္စည်းတွေပြန်ပေးတဲ့အပြင်အယုတ်ကိုပါမီးနဲ့ရှို့ပစ်တာပေါ့အခုလူတွေဆိုရင်တော့လားကွယ်အဖွားကြီးစကားကိုမက်ခင်ရွှေကယာနုံးပြေထောက်ခံလိုက်သည်ယခုခေတ်လူတွေသာဆိုရင်ဤလိုအယုတ်မျိုးတကောင်ထဲကိုနေသေးသည်ဟုထင်ကားမြေမြလောက်ရုပ်ပွားတွေဖြစ်အောင်ကြံစည်ကြမည်ကိုတွေးနေမိသည်အဖွားကြီးကဆက်ပြောလိုက်၏ရှီခေတ်ကသူတော်ကောင်းခေတ်ဖြစ်လို့လေလောကီပညာတွေဟာစီရင်တတ်သူရှိရင်ရှိသလား ချက်တက်မြက်မြက်စွန်းခဲ့ကြတာပေါ့စီရင်တက်လို့စွန်းသွားတဲ့အဆောင်ပစ္စည်းကိုလေလူယုံမာရီလက်ထဲမရောက်စေကြဘူးသူတော်ကောင်းလက်ထဲရောက်ပြီးစွန်းညောင်းလာပြတာသူတော်ကောင်းကမတုံမဲဖြက်စီးပြလိုက်တာပဲအခုခေတ်လူတွေလက်ထဲရောက်သွားရင်လူတွေစိတ်ထားယုံမာသလောက်ယုံမာတဲ့အဖြစ်တွေဘလောက်များဖြစ်လိုက်မလဲကွယ်ဆီယာမာလီတွေးစမ်းဒါကြောင့်လေကောင်းတဲ့ဘက်မှာရော မကောင်းတဲ့ဘက်မှာရောထမြက်စွန်းဆောင်အောင်စီရင်နိုင်တဲ့လောကီပညာနည်းတွေဟာ ျောက်ကွယ်ကုန်ကြတာပေါ့ရေပြောင်းအိမ်ကမော်အောင်အယိုးလို့ကျမခေါင်းစဉ်တက်ထားလိုက်ပါပြီဘွားနောက်တခါပြောမယ့်အထုပ်ပတ်တီးကိုတော့ဘလို့ခေါင်းစဉ်တက်ရမလဲဘွားမခင်ရွှေကမေးလိုက်တော့အခါအဖွားကြီးကပြုံးပြီးနားထောင်ရတာမပြင်းသေးဘူးလားဆရာမလေးရဲ့ဟူမေးလိုက်သည်ကျမဝါသနာပါပါတယ်ဘွားပြောတာပြောပါအေးပြောရတာပေါ့ဟဲ့သမီးဟိုငွေတွေဦးကြီးနဲ့ထည့်ပြီးမြှုပ်ထားပြီးမှတည်သွားတဲ့လူဟာလေး ငါနာမည်ရီတီယာတာဖြစ်နေတယ်။အဖွားကြီးကမခင်ရွှေကိုပြောနေရမှလဖဲ့ကြီးကျန်တောက်နေသောသူ့သမီးကိုလှမ်းမိလိုက်သည်။ဦးကြီးဦးရွှေကိုအမေရဲ့သမီးဖြစ်သူက ပြန်ပြေးလိုက်၏။အေးအေးဟုတ်ပြီ။ရွှေဦးရွှေဦးမစားရက်မတော့ရက်ငွေတွေမြုပ်ပြီးတေတော့လေသူ့နောက်တပြားမှာပါမသွားပဲ။တေးပြီးနောက်မှကို့ပစ္စည်းနဲ့ကိုနာမည်ပြည့်ရသေးတယ်ကွ။ဟုတ်ကဲ့ဒါလည်းစိတ်ဝင်စားစရာကောင်းပါပဲနော်ဘွား။ သူ့ကိုဘလို့ခေါင်းစည်းတက်ရမလဲမခင်ရွှေကမေးသောအခါ ရေပြအိမ်မှအိုစယူးလို့ရေးလိုက်ပေါ်ဆရာမလေးရဲ့ ဆီယာမကြီးမဝင်းမြင့်ရေးသားထားတဲ့ရေပြအိမ်မှာဇလန်းများဆိုတဲ့စာအုပ်မှရေပြအိမ်မှာအုတ်ဆယူးဆိုတဲ့အပိုင်းကိုလည်းစောင့်မျှော်နားဆင်ပေးကြပါဦးနော်။နားဆင်ပေးခဲ့ကြတဲ့ချစ်တော်ပရိသတ်များအားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါသည်ရှင်။